ားလုံးပဲမင်္ဂလာပါ Drive United ရဲ့ Facebook Page နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါ ဆိုပရီးမီးယားလိရဲ့ပွဲစဉ်၈အဖြစ် United အသင်းအနေနဲ့ဒါအိမ်ကွင်းမှာပေါ့နော်စနေနေ့ညမြန်မာစံတော်ချိန်၁၇နာရီမှာဆိုလို့ရှိရင် Brighton အသင်းကိုဒါလက်ခံပြီးတော့မှရှင်ပြိုင်ကစားသွားရမှာဖြစ်တယ်ဆိုတော့ကျွန်တော် United အသင်းအနေနဲ့ပေါ့နော်ဒါလက်ရှိဒါ Brighton အသင်းနဲ့တွေ့တိုင်းလို့လို့အမြဲတမ်းလို့လို့ဒုက္ခရောက်နေရတဲ့အခြေအနေကနေပြီးတော့မှဒီကနေ့မှာတော့ဒါပြန်လဲပြီးတော့မှရုံးထွက်နိုင်မလားပေါ့နော်ဆိုတော့ Ruben Amorim အနေနဲ့ဒါသူ့ရဲ့အသင်းဟာဆိုလို့ရှိရင်ဒါလမ်းမှန်ပေါ့လမ်းစတစ်ခုပေါ့ဆက်လက်ရောက်လမ်းလာပြီး၆လမ်းလာပြီးဆိုတော့ကို ီကနေ့ပွဲမှာတက်တည်ပြရမှာဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့အချိန်အတိုင်းဒါတွေတော့ကျွန်တော် United အသင်းအနေနဲ့ဆိုလို့ရှင်ဗျာဆိုတော့တပွဲနိုင်ပြီးတော့မှနောက်တပွဲကြလို့ရှင်ဒါဘယ်လိုပြောမလဲအဲဒါခြေစွမ်းမိုင်းရမတည်ငြိမ်မှုတွေကိုပြန်လဲမြင်တွေ့ခဲ့ရတာမျိုးတွေရှိရဲဆိုတော့လက်ရှိကျွန်တော် United အသင်းအနေနဲ့ဒါ back to back ဒီ Ruben Amorim အနေနဲ့ဆိုလို့ရှင်လဲနိုင်ပွဲတွေရရှိခဲ့တယ်ဆိုတော့ Premier League back to back နိုင်ပွဲရရှိထားတယ်ပြီးလို့ရှင်ဒါအိမ်ကွင်း၃ပွဲဆက်တိုက်နိုင်ရရှိထားတယ်ဆိုတော့အခုဒီကနေ့ပွဲမှာဆိုလို့ရှင် United အသင်းအနေနဲ့ဒါ Brighton ကိုအိမ်ကွင်းမှာရှင်ပြိုင်ရမယ်ဆိုတော့ကျွန်တော် United အသင်းနဲ့ဆက်လက်ပြီး ော့မှနိုင်ပွဲရအောင်ပုံဖော်သွားနိုင်မလားဆိုတော့ Ruben Amorim အနေနဲ့လည်းဒါ United အသင်းဟာငါတို့လမ်းမှန်ပေါ်စတင်ပြီးတော့မှရှောက်လန်းနေပြီဆိုတော့ကိုတက်တည်ပြရမယ်ပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်နေဆို Brighton အသင်းကဘလောက်ပဲ United အသင်းနဲ့တွေ့ရင်ဒုက္ခပေးလိမ့်ရှိရှိပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုလို့ရှိရင် Ruben Amorim အနေနဲ့ဒါစွမ်းဆောင်ရည်တစ်ခုကိုတော့ပြသရမှာဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့ဒီနေ့ပွဲမှာနိုင်ကိုနိုင်ရမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဆိုတော့ လက်ရှိဒါကျွန်တော်တို့လူစင်းအရာဒီ Brighton အသင်းအနေနဲ့ဆိုလို့ရှင် Premier League မှာအာဘယ်လိုပြောလဲဖောင်အရာဆိုလို့ရှင်သေပွဲများထားတယ်ဆိုပေမဲ့အသင်းကြီးတွေနဲ့တွေ့တိုင်းလိုလိုသူ့အနေနဲ့ဒါအနိုင်ရရှိထားတယ်လို့ပြောလို့ရတယ်ဆိုတော့ Chelsea ကိုဆိုလို့ရှင်လည်းသူ့အနေနဲ့နိုင်ထားတယ်ပြီးလို့ရှင်ဒါပြီးခဲ့တဲ့အပတ်ကပေါ့နော်ဒါ Premier League ပွဲစဉ်တစ်ပွဲဖြစ် Newcastle နဲ့အတူဆိုလို့ရှင် Brighton အသင်းဟာ2-1နဲ့အနိုင်ရရှိထားတယ်ဆိုတော့ ဟိုဘန်လေးကိုဆိုလို့ရှိရင်လည်းတို့တွေဒါဂိုးပြက်ရှေပြက်ကိုအနံ့ရရှိထားတဲ့အသင်းတစ်သင်းဖြစ်တယ်ကျွန်တော်ကျွန်တော် United အသင်းအနေနဲ့ဒီ Brighton နဲ့တွေ့ဆုံမှုဟာဆိုလို့ရှိရင်ဒါလွယ်ကူတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့ United အသင်းဟာဆိုလို့ရှိရင်လည်းလက်ရှိဒါဖောင်တစ်ခုပေါ်ကိုရောက်ရှိနေတယ်ဆိုတော့ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုလည်းရှာတင်ပြီးတော့ရှောက်လန်းနေတာဖြစ်တယ် United အသင်းရဲ့ဒါ Mantle ဘိုင်းရောအခုလက်ရှိနိုင်ပွဲတွေဆက်ထားတယ်ပြီးလို့ရှိရင်ပြီးခဲ့တဲ့အပတ်ကနေပြီးပတ်ကလည်းဒီကျွန်တော်တို့ဒါ Liverpool ကိုနိုင်ရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်တပိုင်းဆိုင်ရာအရာဒီဘယ်လိုပြောမလဲဆွမ်းဆောင်ရေးပိုင်းဆိုင်ရာအရာကတော့အမြင် င်ဆုံးအခြေအနေတစ်ခုကိုရောက်ရှိနေတာဖြစ်တယ်ဆိုတော့ဒီအခြေအနေကိုကျွန်တော်တို့အနေနဲ့အသုံးချရမယ်ပြီးလို့ရှိရင်ဒါအင်ကွင်းဆိုတဲ့အားကိုလည်းအသုံးချပြီးတော့မှ Brighton လိုအသင်းမျိုးကိုကျွန်တော်တို့ရဲ့အနိုင်ကန်သွားဖို့အတွက်လိုအပ်ပါတယ်ဆိုတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးကတော့ကျွန်တော်တို့ဒါ comment line နဲ့ပေါ့နော်ဒါပွဲကြည့်အကြောင်းလေးကိုပြောသွားချင်တာပဲဖြစ်ပါတယ်ဆိုတော့ဗျာကျွန်တော် United အသင်းအနေနဲ့ဒါကတော့ အရင်ကြီးတော့ပြောင်းလဲလုံးမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့အာ United အသင်းအနေနဲ့ဒါဂိုးသမားနေရာမှာတော့ Sunny Lamman ပဲပွဲထွက်လာမှာဖြစ်တယ်ဆိုတော့နောက်တန်း၃ယောက်အနေနဲ့ဆိုလို့ရှင်တယ် Tony Dusa ပဲပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာပွဲထုတ်ခဲ့တဲ့ကျွန်တော်တို့ဒါအဲ Dillin နဲ့အတူပြီးလို့ရှင်ဒါ Harry Maguire လူချောလိုပဲပါဝင်ပွဲထွက်လာမယ်လို့ထင်ပါတယ်ဆိုတော့ဒီဒါကတော့ဒီနောက်နောက်တန်း၃ယောက်3 center back နဲ့ပတ်သက်ပြီးတော့ဘောနော်ဆိုတော့ဒီ၃ယောက်ကိုပါဝင်ပွဲထွက်လာအောင်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီနေရာမှာ win back မှာနည်းနည်းလေးအချင်းအတောင်ပြုတ်လုပ်သွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှင်ဒါ ြီးခဲ့တဲ့ပွဲမှာတော့ကျွန်တော်တို့ဒါ Patrick Dougu ကို line at out ထားခဲ့ပြီးတော့မှဒီကို dialogue ကိုဘယ်ဘက်ချမ်းဝင်ပတ်တနေမှာတုံးပြီးတော့ညာဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အာမက်ဒီယာလိုကိုတုံးပြုခဲ့တာပဲဖြစ်တယ်ဆိုတော့အဲ့ဒီပုံမှာတော့တော်တော်လေးကိုလှုပ်ဖြစ်ခဲ့တဲ့အထူးသဖြင့်ကတော့ညာဘက်ချမ်းဖြစ်တဲ့အာမက်ဒီယာလိုရဲ့အချမ်းပေါ့နော်ဆိုတော့အာမက်ဒီယာလိုနဲ့ဒီကျွန်တော်တို့ Brian Ambuamo ရဲ့အတွဲအဖက်တွေဟာဆိုလို့ရှိရင်တော့တော်တော်လေးကိုကောင်းမွန်ခဲ့လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့အမြင်အရဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ဒါ အာဒီဘယ်လိုပြောမလဲဗျာဟိုဒီကို dialogue ကိုအောက်ပြီးတော့မှဘယ်ဘက်ချမ်းမှပြန်ပြီးတော့မှဒီ patriot တို့ကိုပြန်ပါလာမယ်လို့ကျွန်တော်ကတော့ထင်နေဆိုတော့ patriot တို့ကိုဘယ်ဘက်ချမ်းမှထားပြီးတော့မှညာဘက်ချမ်းမှဒီ ahmadiyya လို့ကိုကျွန်တော်အနေနဲ့ win back တွေအနေနဲ့ဒီအတွဲကိုကျွန်တော်တို့ပြန်လည်ပြီးတော့မြင်ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒီညမှာကွဲလည်မှာဆိုလို့ရှိရင်လည်း Tony Tu ဆိုပဲကျွန်တော် United အသင်းအနေနဲ့ Ab Ruben Amorim အနေနဲ့မြန်မြန်ဆဆရွေးချယ်ခြင်းစရာတိတ်မရှိဘူးဆိုတော့ Bruno Fernandes ပါလာမယ်ပြီးလို့ချင်းဒါ Casemiro ပါဝင်လာမယ်ဆိုတော့ဒုတိယပိုင်းမှာမှသူ့အနေနဲ့ဒါမှမဟုတ်ဘယ်လိုပြောမလဲဒုတိယ ပိုင်းမှာမှသူ့အနေနဲ့ဒီမန်ယူဥကာဒေးထည့်ရင်ထည့်ဒါမှမဟုတ်ရှင်လဲကျွန်တော်တို့အာကိုဘီမင်းနူးထဲဆိုတဲ့ပုံစံမျိုးပဲသွားအောင်မှာပဲဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့အာချင်းချင်းပြောရအောင်ယူနိုက်တက်အသင်းရဲ့ကမန်လိုင်းနက်ကအရန်ကိုဒါလွယ်ကူနေတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကွင်းလယ်နဲ့နောက်တန်း၃ယောက်ကြားနဲ့ကြားမှာရှိတဲ့ကမန်လိုင်းနက်ကတော့အရန်ကိုလွယ်ကူနေတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြောတရားရှိတာကတိုက်စစ်ပိုင်းနေနဲ့ဒါဝင်းဟိုဒါဝင်းပလေယာတွေပေါ့နော်ဆိုတော့ ဒီကစားသမားတွေနဲ့ပတ်သက်ပြီးကတော့ပြောစရာတွေရှိတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲမှာတော့ကျွန်တော်တို့တွေတုံးပြူခဲ့တဲ့ပုံစံဟာဆိုလို့ရှိရင်ဒါဒီဘယ်ပတ်ချက်မှာဆိုလို့ရှိရင်ဒါမေဆန်မောက်တုံးနေညာပတ်ချက်မှာဆိုလို့ရှိရင် Brian Armour တုံးပြီးတော့မှအထောင်တော့ကျွန်တော်တို့ဒါမတ်တက်ကိုညာကိုထည့်ပြီးတော့တုံးထားတယ်ပေါ့ဆိုတော့ဒီပုံစံလေးဟာအလုပ်ဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုလို့ရှိရင် United အသင်းအနေနဲ့ပြီးခဲ့တဲ့ပွဲမှာတော့ဒါ ဘယ်လိုပြောမလဲခန်းစစ်ပိုင်းအရန်ကို solid ဖြစ်ပါတယ် area ပိုင်းနဲ့အရန်ကောင်းပါတယ်ဆိုတော့လီဗာပူးအသင်းကိုကျွန်တော်တို့ Benjamin Sesko ကို line နဲ့အောက်ခဲ့ပြီးတော့မှကျွန်တော် United အသင်းရဲ့ Benjamin Sesko ဆိုတာလည်းသိတဲ့အတိုင်းပဲ area ပိုင်းနဲ့မှာပို့ပြီးတော့မှကောင်းမွန်တယ်ဆိုပြီးတော့မှပြောလို့ပြောထားရှိတယ်ကစားသမားတူပါဗျာဆိုတော့ဒီကစားသမားကို line နဲ့အောက်ပြီးတော့မှကျွန်တော်တို့မာတီယက်ကိုညာလိုမျိုးဒါဘောလုံးကင်နိုင်တဲ့အတိုးအလုတ်တွေနဲ့အတူပေါ့နော်သူ့ရဲ့ဒီဘောလုံး skill တွေနဲ့ တ်သက်ပြီးတော့မှအတုံးချလို့ရတဲ့ကစားသမားမျိုးကိုထည့်သုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့တစ်ဖက်အသင်းလီဗာပူးအသင်းအနေနဲ့ဆိုလို့ရှိရင်လည်းဒါသူတို့ခတ်မှန်းခဲ့တယ်လို့မဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ရှုံးပွဲတစ်ခုနဲ့ဂျင်းဆိုင်ခဲ့ရတယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီနေ့ဘက်မှာတော့အဲ့လိုမဟုတ်ဖ ೇನೆ ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင် United အသင်းအနေနဲ့ဒါပဂျမင်ဆက်စကိုကိုပွဲထုတ်တင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ပဂျမင်ဆက်စကိုရဲ့အတာမှုတွေကိုဘယ်လိုပြောမလဲအဲထုတ်ယူပြီးတော့သုံးတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါ ဒီဝင်းနေအနေနဲ့ဆိုလို့ရှိရင်လည်းဒါမာတစ်ကိုညာကိုထည့်ပြီးတော့မှဘေဘက်ရှမ်းမာတစ်ကိုညာကိုထည့်မယ်ညာဘက်ရှမ်းမှာဆိုလို့ရှိရင်ဒါ Brian Amwamo ကိုထည့်သုံးပြီးတော့မှဒီဒီကျွန်တော်တို့ဒါ Benjamin Sesko ရဲ့လှုပ်အား Benjamin Sesko ရဲ့ယုံအားပြီးလို့ရှင် Benjamin Sesko ရဲ့ကောင်းပါတယ်ဆိုတဲ့ area ဘိုင်းတွေကိုထည့်ပြီးတော့မှကျွန်တော်တို့တွေဒါအသုံးပြုတင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိ United အသင်းအနေနဲ့ Brighton နဲ့ပွဲမှာကျွန်တော်ရဲ့ personality ခမန်းလိုက်တဲ့အကြောင်းပေါ့နော်ဆိုတော့ United အသင်းနေနဲ့ကျွန်တော်တို့ဒီနေ့ပွဲကိုတော့အာကျွန်တော်ဒီနေ့ထုတ်ပြပေးခဲ့တဲ့ကစားသမားတွေနဲ့ ခမန်းလိုင်းနဲ့အနေနဲ့ကျွန်တော်တို့သွားတင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ Brighton အသင်းဟာကျွန်တော်တို့ခက်ခက်ခဲခဲဟိုဘယ်လိုပြောမလဲရှင်းပြရအောင်မဲ့အသင်းတစ်သင်းလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့လက်ရှိ United အသင်းဟာဆိုလို့ရှိရင်လည်း Lampard ပေါ်စတင်ပြီးတော့မှရှောက်လန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့ပွဲကိုအနိုင်ကန်ကိုခံရမဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့ United အသင်း Ruben Amorim အနေနဲ့ဆိုလို့ရှိရင်နိုင်ပွဲကိုဘလို့နည်းနဲ့ပဲရရကျွန်တော်တို့အနေနဲ့ဒါရအောင်ကိုဖန်တီးရမဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့ဒါလက်ရှိကျွန်တော်တို့တွေအာဘယ်လိုပြောမလဲလမ်းကြောင်းတစ်ခုပေါ်သွားနေပြီ Ruben ဲ့ Amorins အနေနဲ့ဆိုလို့ရှိရင်လည်းငါဒါငါသွားကျင်တဲ့ system နဲ့သူစတင်ပြီးတော့မှငါတို့အတင်းသားတွေဟာဆိုလို့ရှိရင်လိုက်လျောညီထွေစွာကစားနိုင်နေပြီဆိုတော့အခြေအနေမျိုးကိုပြတ်တရမဲ့ပွဲတစ်ပွဲပဲဖြစ်တယ်ဆိုတော့အမြဲတမ်းလို့လို့ဒုက္ခနဲ့ကြုံတွေ့ခဲ့ရတဲ့ဒီ Brighton အတင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီမှတ်တမ်းဆိုးကိုလည်းဒီနေ့မှာဖျက်ရမယ်ပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့တက်တည်ပြရတဲ့အရာများစွာရှိနေတဲ့ပွဲတစ်ပွဲလို့ပဲကျွန်တော်ကတော့သုံးသပ်ရှင်ပါတယ်ဆိုတော့ Brighton အတင်းဘက်မှာဆိုလို့ရှိရင်တချို့သော injury ရထားတဲ့ကစားသမားတွေရှိတယ်ပေါ့နော်မီတိုမာတို့ ဆိုလို့ရှိရင်လည်းဒါ injury ပိုင်းရအရင်ကြီးဖိမဖြစ်သေးဘူးဖိမဖြစ်သေးတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ထုတ်သုံးလို့မရဘူးလားဆိုတော့သုံးလို့တော့ရနေတော့ပြီးဆိုတော့ကျွန်တော်အမြင်ရဆိုလို့ရှိရင်မီတိုမာလို့ဆိုတာကဒါဘယ်လိုမှဒုတိယပိုင်းမှာပါဝင်လာမလို့ကျွန်တော်ကတော့ထင်နေဆိုတော့ ဒီသူတို့အဲ့မှာလက်ရှိရှိနေတဲ့ကစားသမားတွေဆိုလို့ရှင်လက်တာအတက်ကြီးပိုင်းတွေလည်းရှိရပေါ့ဗျာဆိုတော့ဒီလိုမျိုးအာဒီ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 တက်ကြီးပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့လက်ရှိတာ Brighton အသင်းကိုကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့ United အသင်းရဲ့ဒါငယ်ရွယ်မှုတွေနဲ့ဘောတော့ဆိုတော့လူငယ်ကစားသမားတွေနဲ့အတူပြန်လဲပြီးတော့မှအာဒါဘယ်လိုမျိုးမလဲတိုက်စစ်ဆင်တင်တဲ့ကစားပွဲကိုချင်းကဲ့တင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ United အသင်းနေနဲ့ဒါမလွယ်ကူဘူးဆိုပေမဲ့လည်းဘောတော့နိုင်ပွဲကိုရအောင်ဖန်တီးသွားနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်အနည်းဆုံးတော့ကျွန်တော် United အသင်းအနေနဲ့2-1လောက်နဲ့တော့ကျွန်တော်နိုင်တဲ့နဲ့နိုင် ောင်ဆွမ်းဆောင်တင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ညီကိုလေးဘယ်လိုမြင်ကြလဲကျွန်တော် United အသင်းအနေနဲ့လာမယ့်စနေနေ့ညမြန်မာစံတော်ချိန်7:00နာရီမှာဒါအင်ကွင်းမှာ Brighton အသင်းကိုရှင်ပြိုင်မဲ့ပွဲမှာပေါ့နော်ဆို United အသင်းအနေနဲ့အနိုင်ရလက်ကိုဆွမ်းဆောင်သွားနိုင်မလားဆိုတော့ Ruben Amorim အနေနဲ့သူ့ရဲ့အသင်းဖြစ်တဲ့ Manchester United အသင်းဟာလမ်းမှန်ပေါ်စတင်ပြီး6လမ်းနေပြီဆိုတာကိုတက်တည်ပြသွားနိုင်မလို့မြင်ကြလားကိုစီကိုမဆက်ရှင်မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာဆိုတော့ကြီးကျူပေးခဲ့ကြတဲ့ညီကိုတယောက်ဆင်းနေတဲ့အောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုဒီမှာနားချင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ